ရုရှားစစ်တပ်အတွက်လေကြောင်းရန်ကာကွယ်ပစ္စည်းတွေနဲ့ဒရုန်းတွေထုတ်လုပ်နေတဲ့စက်ရုံကိုယူကရိန်းကတိုက်ခိုက်လိုက်ပါတယ်။ယူကရိန်းဟာဒရုန်းထုတ်လုပ်မှုတွေကိုတုံ့ပြန်ဖို့သမ္မတဗိုလာဒီမာဇယ်လင်စကီကအတည်ပြုပြန်တော့အချက်ပိုင်းအကြမ်းရုရှားနိုင်ငံအတွက်အသေးခံဒရုန်းတွေထုတ်လုပ်ပေးနေတဲ့ရုရှားစစ်ရုံကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခတ်ပြီးဖောက်ခွဲလိုက်ပါတယ်။ဒီတိုက်ခတ်မှုအတွင်းလူသုံးဦးသေဆုံးပြီး35ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်း ရုရှားဒေတာဆိုင်ရာအုပ်ချုပ်ရေးမှူးတူကပြောကြားခဲ့ပါတယ်။ယူကရိန်းဘက်ကတော့တရားဝင် ထုတ်ပြန်တာမျိုးမရှိသေးပေမဲ့ယူကရိန်းလုံခြုံရေးအရာရှိတူကဒီတက်ခတ်မှုနဲ့ပတ်သက်ပြီးရိုက်တာသတင်းဌာနကိုအတည်ပြုပါတယ်။အဲ့ဒီစက်ရုံဟာရုရှားစစ်တပ်အတွက်လေကြောင်းရံကာကွယ်ရေးပစ္စည်းနဲ့ drone တွေထုတ်လုပ်နေတဲ့နေရာဖြစ်ပြီးယူကရိန်းနေဆက်ကနေဆိုရင်ကီလိုမီတာ1300ခန့်အကွာဝေးမှာတည်ရှိနေတာဖြစ်ပါတယ်။ ဒီစစ်စင်ရဟာရုရှားကယူကရိန်းကိုကျူးကျော်ဆက်ဆက်တင်ပြန်နောက်ယူကရိန်းကရုရှားရဲ့အလွန်ဝိတ်ကွာတဲ့နေရာတွေကိုတိုက်ခိုက်မှုတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့လပိုင်းကယူကရိန်းဟာရုရှားနိုင်ငံထဲမှာရှယ်ဒေသ၅ခုကလေယာဉ်ငွေတွေကိုပိတ်မှတ်ထားပြီးဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာ1800ကီလိုမီတာအကွာအဝေးရှိပါတယ်။အဲ့ဒီတိုက်ခိုက်ခံမှုအတွင်းရုရှားဟာဒေါ်လာ9ဘီလီယံထိဆုံးရှုံးခဲ့လို့ဆိုပါတယ်။ အခုဒီချိန်တက္ကမုနာပတ်သက်ပြီးတော့ဘလောက်ထိဆုံးရှုံးသွားတယ်ဆိုတာကိုတော့နှစ်ဖက်လုံးကထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး